်ဘင်္ဂလားအဖေးတက်ကြီး Left Media Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ခီးတွားတာကိုတိတ်ကြိုက်ကြရမဟုတ်လားဒါပေမဲ့ကမ္ဘာမှာဘလော့တိကျန်စေပြင်ပြပြီးတွားကျင်နေပါစေဘသူမှခြေချလို့မရတဲ့နေရာတွေရှိပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ကမ္ဘာမှာဘသူမှတွားလို့မရတဲ့ပိတ်ပင်ထားတဲ့နေရာ၅ခုကြောင်းပြောပြပေးပါမယ်ဒီနေရာတွေကပြုတ်ဝဆန်းကျဲတာရောတန်နေများတာရောတွားပုံဝင်ခြင်းကိုထိန်းသိမ်းဖို့ရောအကြောင်းပြချက်တွေနဲ့ဖိတ်ထားတာပဲဖြစ်ပါတယ် ထမဆုံးပြောပြမှာဘရာဇီးနိုင်ငံကမ်းလမ်းမှာရှိတဲ့ကျွန်းလေးပါဒီကျွန်းကိုမွေကျွန်းလို့လည်းခေါ်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်းပေါ်မှာကောမှာရှိတဲ့အစိပ်ပြင်းသောမွေကတမျိုးဖြစ်တဲ့ Golden Lancet Fiber မွေပေါင်း၄တောင်တောင်နဲ့ပြည့်နေနေလို့ပါပဲ။တိပ်ပင်ပြည်နယ်ရှင်တွေရဲ့ခန့်မှန်းချက်အရ test to yam meter မှာမွေတကောင်မှရှိပါတယ်။ဒီမွေလေးရဲ့အစိပ်ကသူ့အသားတွေကိုရေပျော်စေပြီးတနအိတွင်းသေစေနိုင်ပါတယ်။ဒီလိုအနေအများရဲ့နေရာဖြစ်လို့ဘရာဇီးဆိုရက ီကျုံကိုလုံးဝပိတ်ပင်ထားပါတယ်။သူ့ရဲ့နာပညာရှင်တချို့ရောဆရာဝန်တယောက်နဲ့တူသွားရပါတယ်။ဒီမွေတွေကိုထိမ့်သိမ်းဖို့ရောဒူတွေဘေးကင်းဖို့ရောဒီကျုံကိုဘယ်သူမှသွားလို့မရပါဘူး။ဒီကျုံအကြောင်းတွေးရုံနဲ့တင်ချက်တိထားရမှာမဟုတ်လား။နောက်တစ်ခုကတော့အိန္ဒိယသမုဒ္ဒရာတွေကမြောက်ဆက်ဒီနယ်ကျွန်းမှာဒီကျွန်းမှာစင်နယ်လိုမျိုးလိုခေါ်တဲ့လူမျိုးတစုနေထိုင်ပါတယ် တို့ကခင်မီလူးဖွဲ့စည်းနဲ့ဘာမှထိတွေ့မှုမရှိတဲ့ကမ္ဘာပေါ်မှာနောက်ဆုံးကျန်ခဲ့တဲ့အထူးကျန်လူမျိုးစုတွေကထဆူပါပဲတို့ကကင်ပလူတွေကိုလုံးဝလက်မခံပါဘူး2008ခုနှစ်မှာရတော်ရဆကျွန်းနဲ့ရောက်သွားတဲ့တင်နာတဲ့နေရောက်ကိုတို့ကတပ်ပစ်လိုက်ပါတယ်2004ဆူနာမီကာလမှာတော့ကေဇာကြီးရဟင်ကိုညရင်နဲ့ပြချခဲ့ပါတယ်ဒီလူမျိုးစုကိုကာဝယ်ဖို့နဲ့သူတို့ရဲ့ဘဝပုံစံကိုမထိခိုက်စေဖို့အိန္ဒိယဆိုတာကဒီကျွန်းကိုလုံးဝပိတ်ပင်ထားပါတယ် ကျိုးငားမှန်กว่าที่ချင်းကတ်လို့မရပါဘူးဒီလိုမျိုးသူရဲ့ဘဝကြောင့်ဘယ်သူမှမသိရပါဘူးဒါတကယ်ကိုလှုပ်ဝဆန့်ကျင်တဲ့ကျွန်းတစ်ခုပါပဲအခုပြောမှာတော့ဗာတီကန်စီးတီးတွေဟာဗာတီကန်တို့အမတန်တူလောင်ကမ်းမှာဒီမတန်တူလောင်ကမ်းကို1910နှစ်မှာစတဲ့တည်ထောင်ခဲ့တာဖြစ်ပြီးဒီထဲမှာ ပိုရမ်းမင်းနေရဲ့ကိုယ်မှတ်တမ်းတွေရှေ့ရာစုတွေကဆာယဆာရနီပိုရမ်းမင်းနေရဲ့ဆာလာရီမိုက်ကယ်လန်ဂျလိုရဲ့ဆာရဇောင်းမယ်ရီကွိနော့စကော့ရဲ့ကွန်မြတ်မခံရခင် ရေးခဲ့တဲ့ဆာရဇောင်းတို့လိုတမိုင်းဝင်ဆာယဆာရနီတင်ဆက်ထားပါတယ်ဒီတို့လောင်းမြန်ကမြောက်မှာရှိပြီးဆင်တွေရဲ့အရှိအ53မိုင်လောက်ရှိပါတယ်တဲ့1881ခုနှစ်မှာပိုရမ်းမင်းဒီယိုဒတာတင်းကကက်သရစ်ပညာရှင်တို့ကိုဝန်ခံပေးခဲ့ပေမဲ့အခုထိ ကမှုရရထားတဲ့ပညာရှင်အနေငယ်ကလွဲလို့ဘသူမှဝင်လို့မရပါဘူး။ဝင်လို့ရတဲ့လူတွေတော့တနေ့ကိုစားစားတဲ့နားကိုပဲတောင်းလို့ရပါတယ်။လက်ပတ်ကြည့်ကလည်းမရှိပါဘူး။ဒီလိုလှုပ်ဝက်ဆန်ကျဲနေရမျိုးပါ။တည်ကျင်စိတ်ကိုပုံပြီးဆွဲဆောင်နေရပေါ့ပါလား။နောက်တစ်ခုကတော့ Norway နိုင်ငံရဲ့ Spitbergen ဂျွန်မော်က Spitbet ကဘာလုံးဆိုင်ရာ ရုံးစစ်တူလောင်များမှာဒီတူလောင်နှန်းကို Don't Stay Boss လို့လည်းခေါ်ကြပါတယ်။ဘာလို့လဲဆိုတော့ဒီထက်မှာကမ္ဘာတဝန်းသာတီးနှံမျိုးစိတ်ပေါင်းတန်းတရာကျော်တင်ထားပါတယ်။ဒီမျိုးစိတ်တွေကိုကမ္ဘာတီးနှံနေရဲ့မျိုးဗီဇမျိုးစုံကိုထိန်းသိမ်းဖို့ရည်ရထားတာဖြစ်ပါတယ်။ဒီတူလောင်နှန်းကိုတောင်တခုရဲ့အတွင်းပိုင်းပေ320နက်မှာတိစောက်ထားပြီးမလင်တန်းရေကြီးမှုနျူကလ িয়ার တိုက်ခိုက်မှုတွေကိုတော့ခံနိုင်အောင်ဒီဇိုင်းထုတ်ထားပါတယ်။၂၆ခုနှစ်ကနေ၂၈ခုနှစ်အတွင်းတိစောက်ခဲ့ရပါတယ်။ဒါပေမဲ့ ဒီတူလောင်များကိုအများပြည်သူဝင်လို့မရပါဘူး။မျိုးစေ့ထက်သွင်းတဲ့သူတွေတောင်းတတ်မှတ်ရက်တွေမှာပဲဖွင့်ပေးပါရယ်။ဒီနေရာကမ္ဘာသီးနှံနေရဲ့အနာဂတ်ကိုကာဝယ်ပေးနေတဲ့အရေးကြီးတဲ့နေရာတစ်ခုပါပဲ။ဒေါက်တွေးုံနဲ့လည်းအောင်းစရာကောင်းတယ်မဟုတ်ပါလား။နောက်ဆုံးတစ်ခုကတော့ဂျင်တက်လန်ငယ်နာဒက်စကိုကုမြားပါဒီကူရဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း1900လောက်ကရေးဆွဲထားတဲ့ ရှီယောင်ဂူပကြီးကားတွေရှိပါတယ်။ဒီပကြီးကားတွေမှာငင်း၊သမင်း၊နွားရိုင်း၊ကြားရည်ရဲ့ပုံတွေပါဝင်ပြီးသမိုင်းမှာအထင်ကြီးရဆုံးရှီယောင်နုပညာရဲ့တစ်ခုပါပဲ။ဒါပေမဲ့1948ခုနှစ်မှာအများပြည်သူကိုပြန်ပေးပြီးအဲ့ဒီအများကြီးရောက်လာတဲ့အခါကာဝနန်အောက်ဆိုက်တန်းငွေတွေအလင်းရောင်တွေကြောင့်ပကြီးကားတွေမှာမှုတွေပေါက်ပြီးပျက်စီးလာပါတယ်။ဒါကြောင့်1963ခုနှစ်မှာကိုရီကိုအများပြည်သူတွေအတွက်လုံအောင်ပိတ်ပင်လိုက်ပါတယ်။အခုတိတ်ပံမြန်ရှင်တရှိုးပဲ သူ့ဒေသနာအတွက်ပကန့်တက်လည်းပဲဝင်ခွင့်ရပါတယ်။ဒါပေမဲ့ဧည့်သည်တွေအတွက် Let's go for ဆိုတဲ့ကုအတုကိုတိစောက်ထားပြီးအဲ့ဒီမှာပကြီကားတွေရဲ့အတုတွေကိုကြည့်လို့ရပါတယ်။ဒီလိုရှိအောင်နုပင်နေရှင်တွေကိုထိမ့်သိမ့်မှုပိတ်ထားရတာဆိုတော့လေနားလည်းပေးရမှာလည်းဖြစ်ပါတယ်။ဒီနေရာ၅ဟုတ်ကအနေများလို့ရောသဘောပတ်ဝန်းကျင်ထိမ့်သိမ့်မှုရောလူမျိုးစုတွေရဲ့ဘဝပုံစံတွေကိုကာဝယ်ဖို့ရောတမိုင်းဝင်မွေးနေ့တွေကိုထိမ့်သိမ့်မှုရော အကြောင်းပြတ်သက်တွေနဲ့ပြိမ့်မင်ထားတာပါဒီနေရာတွေကိုသွားလို့မရရမယ့်သူတို့ရဲ့ဇလန်းတွေကလူတွေရဲ့တည်ကျင်စိတ်တွေကိုဆွဲဆောင်နေတော့မှာပဲတင်ကောဒီလိုပြိမ့်မင်ထားတဲ့နေရာတွေကဘယ်တစ်ခုကိုသွားကြည့်ကြလဲအောက်မှာမမ်မီပြောပြပေးသွားပါဦး